ိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ NDA ရှိတဲ့ကွန်တိန်နာတွေအပါအဝင်ကွန်တိန်နာ640ကိုတန်ဆောင်လာတဲ့ Liberia အလန်တန်ကွန်တိန်နာသင်္ဘောတစ်စင်းဟာအိန္ဒိယတောက်ပိုင်း Khilara ကမ်းလွန်မှာနှိမ့်ယောက်ခဲ့တယ်လို့ New Age သတင်းမှာဖော်ပြပါတယ်။သင်္ဘောသား24ယောက်လုံးကိုဘေကင်းစော်ကေစီနိုင်ခဲ့တယ်လို့အိန္ဒိယရေတပ်ကမနေ့ကပြောကြားခဲ့ပါတယ်။အရှိ186မီတာရှိတဲ့ Liberia အလန်တန် MSC ELSA3 ကွန်တိန်နာသင်္ဘောဟာ အိန္ဒိယစိတ်ကန့်ဘေရှင်ကျင်ကနေကိုရှိစိတ်ကန့်ကိုဥတည်မောင်းနေလာတဲ့အချိန်ပြဿနာတက်ခဲ့ပြီးအရေးပေါ်ဖုန်းခေါ်ဆိုခဲ့လို့ဆိုပါတယ်အိန္ဒိယရေဒယ်လင်ဟာအဲ့ဒီတန်ဖိုးရှိတဲ့နေရာကိုခြောက်ဖွေပြင်သန့်ခဲ့ပြီးအသက်ကေဖောင်20နဲ့တူကုန်တဲ့တန်ဖိုးကိုကိုရှိရဲ့အနောက်တောက်ဖက်ရေမိုင်30ဆိုင်မှာအကော်လောက်မှာအန္တရာယ်ကျောက်နေတဲ့အခြေအနေနဲ့တွေ့ရှိခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်တန်ဖိုးမှာဂျော်ဂျီယာရုရှားယူကရိန်းနဲ့ဖိလစ်ပိုင်တန်ဖိုးသား24ယောက်ပါရှိပြီး ူတို့အားလုံးကိုအိန္ဒိယကမ်းခြေစောက်တန်းနဲ့ရေတဲကမ်းလေးတန်းဖို့တစင်းကကေစီနိုင်ခဲ့တယ်လို့အိန္ဒိယကကွေးဝန်ကြီးဌာနကတင်ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ